စည်းကမ်းရှိသူဟာအောင်မြင်ဖို့မခက်ခဲပါဘူးနံပါတ်1အချိန်မှန်အရာထားပါစည်းကမ်းရှိသူဟာစစောထားရမယ်ဆိုတာထက်မိမိဘဝနဲ့ကိုက်ညီမဲ့အချိန်ကိုတတ်မှတ်ပြီးမှန်မှန်ထားရမယ်နံပါတ်1ကိုကိုကိုမြင့်တင်မဲ့အလုံးနဲ့နေ့စဉ်စတင်ပါလေ့ကျင့်ခန်းစာဖတ်ခြင်းနေ့စဉ်လုပ်ဆရာစီရင်ပြုစုခြင်းစတဲ့လေ့ကျင့်ကောင်းတွေနဲ့စတင်ပါနံပါတ်3အရေးကြီးတာကိုဦးစားပေးပါ အရာအလုံးကတူညီတဲ့အရေးကြီးမှုမရှိပါဘူးစီကန်းရှိသူဟာဘာကိုအရင်လုပ်ရမယ်ဆိုတာသိပြီး ဘဝကိုချွတ်ထွေးမှုကင်းအောင်စီမံထားတတ်တယ်။နံပါတ်၄မလှုပ်ရှင်တဲ့နေ့မှတောင်းလှုပ်တင်တာကိုလှုပ်ပါ။အာမင်သူတွေနဲ့တာမန်သူတွေရဲ့ကွာခြားချက်ကအာမရှိတဲ့နေ့မှတောင်းဆက်လုံနိုင်စွမ်းပဲ။မလှုပ်လဲဆိုတော့ရက်လိုက်ရင်တုတ်တက်မှုလည်းရက်သွားမယ်ဆိုတာသူတို့သိလို့ပါ။နံပါတ်၅စင်ကြီးတွေကိုခွင့်မပြုပါနဲ့။အချိန်မရှိဘူး။ပြင်းမနေတဲ့ရာသီဥတုမကောင်းဘူးဆိုတဲ့ စားတဲ့အဆင်ကြီးတွေကအမြဲရှိနေမှာပါဒါပေမဲ့စီကန်းရှိသူတွေကဆက်လုတ်တက်ကြတယ်ဘာလို့လဲဆိုတော့ဒီနေ့အဆင်ကြီးပြီးရင်မနှက်ပြန်လဲအလားတူဖြစ်လာမယ်ဆိုတာသူတို့သိလို့ပါနံပါတ်6စတင်မလုတ်ခင်အစီအစဉ်ဆွဲထားပါအသေးစိတ်ထိမလိုအပ်ပေမဲ့ဒီနေ့ဘာလုပ်ရမယ်ဆိုတဲ့ရှင်းလင်းတဲ့ဥပဒေချက်ရှိဖို့အရေးကြီးပါတယ်နံပါတ်9တကယ်လို့ပါစီကန်းရှိသူတွေဟာ စဉ်းစားရုံနဲ့မလုံလောက်ဘူးတကယ်လှုပ်တတ်ကြတယ်စာဖတ်မယ်ဆိုရင်ဖုံမတုံမဲအာယုံဆိုင်ဖတ်တယ်လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်နောက်မကျပဲစတင်လုပ်တယ်နံပါတ်၈လှုပ်တဲ့အရာတိုင်းကိုအကောင်းဆုံးလုပ်ပါအလုပ်ကြီးဖြစ်ဖြစ်အလုပ်ငန်းဖြစ်ဖြစ်လှုပ်တဲ့အခါအကောင်းဆုံးဖြစ်အောင်လုပ်ပါအသေးစိတ်လေးတွေကိုအယူဆိုင်တဲ့အလေးထားကကိုယ့်ကိုတခြားသူတွေနဲ့ကွာခြားစေမယ်။နံပါတ်9ကိုယ့်စိတ်ကိုထိန်းချုပ်တတ်အောင်လေ့ကျင့်ပါ။အရာအလုံးကကိုယ့်အတွက်အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါပေမဲ့စီကန်းရှိသူတွေဟာမိမိစိတ်ခံစားချက်ကိုဘလို့ကင်တွေရမယ်ဆိုတာသိကြတယ်ဒေါသနဲ့စိတ်တက်ချမှုတွေကိုနေ့တစ်နေ့ကိုမဖြည့်ဆည်းအောင်ထိန်းထားနိုင်တယ်နံပါတ်10အာယုံပြက်လွင့်စေတဲ့အရာတွေကိုမခံစားပါနဲ့ဆိုရှယ်မီဒီယာရုပ်ရှင်ဂိမ်းတွေကဆွဲဆောင်မှုရှိတယ်ဒါပေမဲ့စီကန်းရှိသူတွေကဘယ်အချိန်မှရက်ပြီးအရေးကြီးတာကိုအာယုံဆက်ရမယ်ဆိုတာသိကြတယ်နံပါတ်7နားတတ်ဖို့လိုတယ်ဒါပေမဲ့ပြင်းကြီးခြင်းအတွက်စင်ကြယ်မဖြစ်စေနဲ့ နားတယ်ဆိုတာယတနာမဟုတ်ဘူးစီကန်းရှိသူတွေကခနာကိုနဲ့စိတ်ကိုပြန်လည်အားပြည့်စေဖို့ဘယ်အချိန်မှနားရမယ်ဆိုတာသိကြတယ်နားပြီးရင် ပြန်လည်စတင်ဖို့မမေ့ထားဘူးနံပါတ်7အသေးစိတ်အလေးအကျင့်လေးတွေကိုပုံမှန်လုပ်ပါ အောင်မြင်သူတွေဟာရှုပ်ထွေးတဲ့အရာတွေမလုပ်ကြဘူးသူတို့ကအသေးစိတ်အလေးအကျင့်လေးတွေကို ပုံမှန်လုပ်ပြီးကြီးမားတဲ့ရလဒ်တွေရအောင်ဖန်တီးကြတယ်နံပါတ်7ဆရာထက်တန်မှုကို မစောင့်ပါနဲ့ဆရာထက်တန်မှုရမှသာအလုပ်စားလုပ်မယ်ဆိုရင် ဘယ်တော့မှစလုပ်နိုင်မှာမဟုတ်ဘူးစီကန်းရှိသူတွေကစိတ်မပါတဲ့နေ့မှတောင် လုံတက်ကြတယ်ဘာလို့လဲဆိုတော့လှုပ်ဆောင်မှုကခန်းစားချက်ထက်အရေးကြီးတယ်ဆိုတာသူတို့သိလို့ပါနံပါတ်၄ကြာချုံမှုကနေသင်ခန်းစာယူပြီးရှင်းဆက်သွားပါကြာချုံမှုကတဘာဝပါပဲဒါပေမဲ့စီကန်းရှိသူတွေကဒီကြာချုံမှုနဲ့အတူမနေဘူးဒါကိုသင်ခန်းစာအဖြစ်ယူပြီးပိုကောင်းအောင်လုပ်တက်ကြတယ်နံပါတ်၅ကိုကိုကိုယုံကြည်ပြီးအလွယ်တကူလက်မလျှော့ပါနဲ့အရာအလုံးကအချိန်ယူရတယ် ီးကန်းရှိသူတွေကအခက်ခဲနေရင်တောင်းအချိန်ကြာနေရင်တောင်းလက်မလျှော့ပဲဆက်လုပ်ရင်တနေ့ကိုလိုချင်တဲ့ရလက်ရောက်လာမယ်ဆိုတာ သိကြတယ်။